ကျွန်တော်တို့ရဲ့နေ့စဉ်ပတ်ဝန်းကျင်မှာသူသဖြင့်ကျွန်တော်တို့နိုင်ငံမှာစင်ရသားတော်တော်များများနဲ့နေ့စဉ်နဲ့အမျှတွေ့ကြုံထိတွေ့ခံစားရတာတွေကို လူတိုင်းဒီပါတွေ့ကြုံကြရမယ်။တခါတလေမှာကျွန်တော်တို့ရေဒီစင်ရသားတွေနဲ့စကားပြောကြရတဲ့အချိန်မှာစင်ရသားများလိုအပ်နေသူများဆိုတဲ့စကားလုံးတွေကို မကြာခဏမှာယွန်းစွာ သုံးနှုံမိကြတယ်။ဒီအရာတွေကတစ်ဖက်လူကိုတိမ်ငယ်သွားစေသလိုပြစ်တင်ခြင်းကို ဥတီနေတဲ့ဇကလုံးနေဖြစ်တယ်ဆိုတာကျွန်တော်တို့မေ့လျော်နေကြတယ်။ဒါကြောင့်မို့လို့ကိုထက်နေကြသူတွေနဲ့တွေ့ကြတဲ့အချိန်မှာလူတိုင်းဟာမပြည့်စုံသူတွေပါပဲ။ဒါပေမဲ့ကိုထက်နေကြသူတွေနဲ့တွေ့ကြုံထိတွေ့ပြောဆိုဆက်ဆံကြရတဲ့အခါမှာလူတယောက်ရဲ့ဂုဏ်သိက္ခာကိုအတိမတ်ပြုလေးစားဖို့လိုအပ်ပါတယ်။ဆွေးနွေးပြောဆိုရမှလဲကိုသုံးနှုံးတဲ့ဇကလုံးအသုံးနှုံးတွေဟာတစ်ဖက်သူကိုမထိခိုက်စေသော စကလုံးအတုံလုံးများဖြစ်ဖို့လိုတယ်။ဒါကြောင့်မို့လို့ဒီကနေ့အတ္တိတရားညာတစ်ခုကဏ္ဍမှာစင်ရဲသားများနဲ့စကားပြောဆိုရမှာအတ္တိကထာယာမိအချက်များကိုဝေမျှပေးခြင်းပါလေ။လူကုံတိတ်ခါကိုအတိမတ်ပြုခြင်းနဲ့လေးစားခြင်းကျွန်တော်တို့ဒီဆွေးနွေးပြောဆိုကြတဲ့နေရာမှာကျွန်တော်ရှေ့မှာပြောခဲ့သလိုစင်ရဲသားများလိုအပ်နေသူများစသည့်ပြစ်တင်သည့် ချိုးနှိမ်သည့်ဂုံတိတ်ခါကို ထိခိုက်စေသည့်အတုံးလုံးများကိုမတုံးပဲကျွန်တော်တို့တွေတခြားအတုံးလုံးများကိုတုံးဆွဲလို့လည်းရပါတယ်။စင်ရဲ့ချင်းဆိုတာတကယ်တော့ကြုံတွေ့နေရသော အခြေအနေတစ်ခုသာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့တွေစင်ရဲသားများအစားစင်ရဲမှုကိုကြုံတွေ့နေရသူများ people experiencing poverty အဲ့လိုမှမဟုတ်ရင်ကျွန်တော်တို့နောက်တစ်မျိုးဆက်သုံးလို့ရသေးတယ်။အရင်အမြစ်မလုံလောက်မှုကိုကြုံတွေ့နေရသူများ experiencing resource insecurity ဒီစကလုံးတွေကတင့်လျော်တဲ့လူကုန်တိတ်ခါကိုမထိခိုက်တဲ့သူတို့ရဲ့အတွေ့အကြုံပေါ်မှာမူတည်တဲ့အသုံးအနှုန်းတွေဖြစ်တယ်။ဒါကြောင့်မလို့ကြုံတွေ့ဒီခက်ခဲကိုကြုံတွေ့နေရသူတွေကိုစာနာနားလေပေးတဲ့နေရာမှာဆွေးနွေးကြတဲ့နေရာမှာသူတို့ရဲ့အတွေ့အကြုံတွေပေါ်မှာ ကျွန်တော်တို့တွေဘလို့ရှုမြင်သုံးသပ်တယ်လဲသူတို့ရဲ့ရင်ဆိုင်ဖြည့်ရှင်းပုံတွေကိုရော ကျွန်တော်တို့တွေတက်ကြွစွာ စိတ်ဝင်စားစွာရှာဖွေမိရလားသူတို့ရဲ့တွေ့ကြုံတွေကို စာနာနားလည်ပေးဖို့မှန်ကန်စွာနားထောင်ခြင်းမိမိကိုယ်ကိုသူတို့နေရာမှာစားထိုးကြည့်ခြင်းသူတို့ရဲ့လက်တွေ့ဘဝအတွေ့အကြုံခံစားချက်တွေကို ထောက်ခံအားပေးခြင်းတွေကို ကျွန်တော်တို့ပြုလုပ်ပေးဖို့လိုအပ်တယ်ဒီလိုဆွေးနွေးမှုတွေပြုလုပ်ကြတဲ့နေရာမှာသူတို့စီကယုံကြည်မှုကိုရရှိဖို့လိုအပ်တယ်ဒါကြောင့်မို့လို့ယုံကြည်မှုနဲ့အပြန်အလှန်ပေးဆက်ခြင်းဆိုတဲ့အရာ trust and mutuality ဒီနှစ်ခုကအရန်ကိုအရေးပါတယ်မတူကွဲပြားခြားနေတဲ့တန်ဖိုးတွေကိုလေးစားနားလည်ပေးခြင်းပုံမှန်နဲ့ဆိုင်သော နားလည်မှုအဆင့်ထိကို ရောက်အောင်ရှာဖွေခြင်းဒီအရာတွေလုပ်နိုင်ဖို့ယုံကြည်မှုနဲ့လေးစားမှုကိုကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာကိုယ့်ထက်အခြေအနေခက်ခဲတဲ့အတွေ့အကြုံကိုကြုံတွေ့နေရသူတွေနဲ့တည်ဆောက်ဖို့လိုတယ်။သို့မှသာသူတို့ကိုကျွန်တော်တို့တွေထိရောက်စွာကူညီနိုင်လိမ့်မယ်။နာဆင်သူအပေါင်းကိုစိတ်နှပြကြမ်းမှချမ်းသာတော်မူကြပါစေ။